The Hive ကိုအားပေးနှဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာကြီးတင်မောင်မြင့်ရဲ့ຫນွေခန္ဓာအပိုင်း15ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။တင်မောင်မြင့်ຫນွေခန္ဓာအပိုင်း15ထုံညတွင်ဂျူဒီကိုလုံးလုံးမတွေ့ပဲဖီလစ်ရှောင်းနေသည်။တွေ့လျင်ဒေါသဖြစ်လာအောင်မြေကိုသိနေ၏။စကားပြောခြင်းစိတ်လည်းမရှိတော့။မနက်မိုးလင်းတော့လဲစောစောထပြီးကွင်းထဲသို့ထွက်ခဲ့သည်။ဝတိချမြိုင်ဝင်းအပြင်ရောက်မှစိတ်ထဲပေါ်ပါသွားသည်။ သို့တော်နေကပြင်းလွင်၍နေ့လယ်ပိုင်းတွင်အိမ်မပြောင်းခြင်းပဲတစ်ခေါက်ပြန်လာခဲ့ရသည်အင်းရှိတွင်တရားမျှမတွေ့မြင်းလာသည်မြင်းငမဲကောင်တကောင်တလေးမှမရှိမြင်းကိုခန့်နေနေဝတိချကိုင်းတကိုင်းတွင်ခြိထားခဲ့သည်ဂျူဒီတရားခွားတိုက်နေကလေးကဝတိချမြိုင်ဥချို့ရေးဆက်ရဲနေရသည်ရော်ရဲရဲဖြစ်နေပြီစိတ်ထဲကမကြေမနက်နှင့်အိမ်ထဲဝင်ခဲ့၏တကားဘာရောက်သည်နှင့်နှစုံတစ်ခုဖြစ်နေပြီဟုသိလိုက်သည်ကောင်မလေးတွေရောက်ရက်ခက်ပြေးလာနေကြသည်ဂျူဒီအခန်းထဲ ခရစ်စတန်ပြေးဝင်လာသည်ကိုတွေ့ရသည်။ခမဆောင်တကားကိုတွန်းခွင့်လိုက်သည်။ဒေးဗစ်နှင့်ခရစ်စတိုဖာရိုရန်ဖြစ်နေရသောမမ်မီပြေးသွားသည်ကိုတွေ့လိုက်၏။တိတ်တိတ်နေကြဖို့မမေကိုအနောက်အရှက်မပေးကြဖို့တူတူကြည့်ပြောနေသည်။ဂျူဒီအခန်းစီသို့ဖီလစ်တုတ်ချေတင်သွားသည်။အခန်းထောင်တနေရာတွင်အင်ဂျယ်လစ်နှင့်တန်းတူနေသည်။အလိုဒီကလေးမှဒီလိုပါအတွက်ရောက်နေရပါလေ။လုံးဝမလာဖို့ပြောထားပေးတာ။အင်ဂျယ်လစ်ကသူ့ကိုတားပြီးအသက်မရှူနိုင်မဲ အော်အကိုလေးရောက်လာလို့တော်သေးတာပေါ့မြင်မြန်သွားပါအကိုလေးဘာဖြစ်လို့လဲအင်ဂျယ်လေးသူနေမကောင်းလို့လားအင်ဂျယ်လေးကောင်းငိမ့်နေမျက်လုံးနှစ်ဖက်နဲ့လက်ခုံကိုကာပြီးစိုးရင်ရတယ်ထင်တယ်အကိုလေးအင်ဂျယ်လေးဤလက်မောင်းကိုဖီလစ်ဖမ်းချုပ်ပြီးဘာဘယ်သူစိုးရင်ရတယ်ဂျူးရစ်လားဖီလစ်ရှေ့တိုးသွားမြည်အပြုတွင်အင်ဂျယ်လေးကဖမ်းဆွဲပြီးခဏလေးအကိုလေးကျမရှင်းပြပါရစေဟိုကပ်ကလေးအဖွားကြီးလေးမှတ်မိလား သူ့ကလေးတွေဝယ်လို့သူ့ဘာအကိုလေးဝယ်လိုက်ရတဲ့အဖွားကြီးလေသူ့ကိုဆေးဆရာမကြီးဆိုပြီးကွင်းထဲကငတုံးနေရအောင်ကြည့်ကြတယ်မမလေးမမလေးတီးဖို့ကောင်းပါတယ်ကိုလေးရဲ့အင်ဂျယ်လေးစုနေတဲ့ဖြင့်စကားဆက်မပြောနိုင်ပဲဖြစ်နေ၏ပြီးမှမမလေးမှာကလေးရှိနေတာအကိုလေးမသိဘူးနော်အဲ့ဒီမိမကြီးစီမှာသွားဖြတ်ချတယ်လေအကိုလေးရဲ့ဖီလီတရာဝတိချမြန်အင်ကြီးတဝိုက်တွင်ရက်ပေါင်များစွာစောက်တရာများလျှောက်သွားနေသည် ဒီကပ်ပလီမယူအင်အားဆေးသွားကုသူတိုင်းချိန်နဲ့အချက်30ပေးမည်ဟုဖီလစ်အမိန့်ထုတ်လိုက်သည်ဒေါသအမျက်ချောင်းချောင်းထွက်နေတော့လေတီးထက်ပို့ပြီးဘာမှမလုပ်တတ်အောင်ဖြစ်နေ၏ဂျူရစ်ကိုစောင့်ကြည့်ပြီးသိအယုံကြည်မရှိလာတော့ဓာတ်စာဆရာတယောက်နဲ့ကုနေရသည် အင်ဂျယ်လင်းနဲ့မျက်နှာချင်းဆိုင်ရမည်ကိုကြောက်နေ၏ယခုအချိန်ထိဂျူရစ်ဤပြင်းထန်လာသောတောင်းဆိုချက်ကိုညှင်းပယ်နေရစေသို့သောအင်ဂျယ်လီကိစ္စကိုခေါင်းနဲ့မထားဘဲဂျူရစ်ကြမ်းမာလာရေးအတွက်သာအာရုံစိုက်ထားလိုက်သည် အခြားကိစ္စများသည့်အသေးအဖွဲများသာဖြစ်၏ကလေးပြက်သည်မပြက်သည်ကိုလည်းဖိလိဂယုမဆိုင်တော့ကပ်ပလီမကြီးစီမှာတရေဖြက်သည့်ကိစ္စမအောင်မြင်ကြောင်းသူတို့လာပြောစဉ်ကလည်းစိတ်မလုံရှားခဲ့မိတ်ဆွေပေါင်းသင်းတွေလူမမမေးရန်အဆက်မပြတ်ရောက်လာကြသည်ပန်းတွေတပွေးတပိုက်ကြီးနဲ့မုတ်ပဲတရေစာတွေစုံလင်စွာနဲ့သို့တော့ဂျူဒီဘာမှမစားနိုင်သည်ဂျူဒီအသေးအံဖြစ်နေကြအောင်ကြားလို့သူတို့လာကြခြင်းဖြစ်ကြအကူအညီလိုရင်ပြောဖို့အကြောင်းများဖိလစ်ကိုဝိုင်းပြောကြသည် ီလစ်ကကျေးဇူးတင်ကြောင်းမလို့ကြောင်းတူတူတုတ်တုတ်ပြန်ပြောရသည်ဂျာဗာစီယိုတော့ခဏအတူလာနေပေးဖို့ဖီလစ်တောင်းပန်သည်ဂျာဗာစီကိုမြင်လျင်ဂျူဒစ်ရှင်လာတတ်သောကြောင့်ဖြစ်၏ဂျာဗာစီကအုပ်ချုပ်မှုတာဝန်ကိုဝင်ယူပေးသည်သွေးအေးဖြင့်ဒေါင်းစီစီစီမံအုပ်ချုပ်သွားသည်ကိုတွေ့ရ၏ပြီးတော့ဒဲရိုင်းအထက်တန်းလာသတင်းပလင်းများကိုဖောက်တယ်ချသည်ဝတိချမြိုင်သည်အနေငယ်ဆူပြေးလာသည်အောင်ရှိ၏ဂျူဒစ်ဘာကြောင့်အိပ်ရတယ်လဲရသည်ဆိုသည့်အကြောင်းကိုသိထားတော့လေလုံးဝစကားမဆပဲနေသည် ဂျူရီကောင်းကောင်းကျမ်းမာလာမှဂျာပါစီအင်ပြန်သွားသည်ဝတိချမြန်ရီပုံမှန်တာဝန်ကိုဂျူရီပြန်လဲထမ်းဆောင်သည်ဂွန်ကတ်တွေဂွန်ပုံတွေကိုဆေးရွက်ကြီးတွေပတ်ပြီးအလုတ်သမားများကိုလိတ်စီသည်ချင်းကာတွေပင့်တင်ပြီးလေကောင်းလေတန်းဝင်အောင်လှုပ်ခိုင်းသည်သို့သောအခန်းထဲမှထွက်ဖို့ကိုတော့ဝင်လင်းနေစေလက်ရှိအခန်းထဲတွင်ပင်အောင်းနေသည်ဖီလစ်ကအင်းနှင်းမုံလုံးနေခြင်းကိုပထမတော့ဘာမှမပြောဂျူရီကလည်းသူ့ကိုဟဟဟပပစကားမပြောဘူးလေ တစုံတစ်ခုကိုမျိုးသိမ့်ထားရကြောင်းသူ့အပေါ်ခွင့်မလွတ်ကြောင်းသိသာအောင်ဂျူဒစ်နေသည်တနေ့သမင်းစားရမ်းတွင်အင်ဇီမကလေးနှစ်ယောက်ကိုခန်းစည်းတွေကော်တင်မုံပြပြနေကြ යි ဖီလစ်ရောက်လာသည်ကာမလေးတွေထွက်သွားသည်နှင့်ဖီလစ်စကားဆသည်သိပ်ပင်မမခံနိုင်အောင်လေဒါတွေအရေးကြီးတာမှမဟုတ်ပဲနောက်တစ်ခါထပ်မဖြစ်စေချင်ဂျူဒစ်ဂျူဒစ်ကစီးရင်စာအုပ်တွေတင်သည့်စပွဲတွေဝင်ထိုင်ပြီးနေမြောက်ခင်လှုပ်ရှားရှိတာတွေကြိုးလှုပ်တာခုလည်းနေကောင်းနေပြီပဲနောက်ဆိုရင်ပိုကောင်းလာတော့မှာ ။ညနေဆင်းဆိုင်နဲ့ကလပ်ထိုင်တလုံးဆွဲထိုင်ပြီးတကယ်နေကောင်းပြီမို့လား။အင်းကောင်းတယ်လို့တော့ကောင်းလာပါပြီ။ခုလောက်ပြန်ဖြစ်လာတာကံကောင်းလို့ပေါ့။ဂျူဒစ်ကစီးရဲစာအုပ်ကြီးထောင်စုံကလေးများကိုအထက်လိုက်လှမ်းရင်းဘာလဲထက်ကြိုးစားမှဆိုလို့လား။စိတ်ချပါနှစ်ခါမမိုက်ပါဘူး။အဲ့ဒါကြောင့်မဟုတ်ပါဘူး။ဖီလစ်ကစပွဲပေါ်တွင်မေးထောက်ပြီးစဉ်းစဉ်ကြည့်လိုက်သည်ဂျူရီကမျက်လုံးညှင်းမဆိုင်မဲဖရက်ရှောင်နေသည်ကိုမင်းနဲ့ပြောစရာတွေရှိတယ်ဂျူရီ ဘာကြောင်းလဲဘာကြောင်းလဲဆိုတော့ဝတိချမြန်ရဲ့ကြီးကြီးပြပြအကျိုးဆုံးမခံရတဲ့ဧည့်သည်တယောက်ဖြစ်ကိုဘလောက်နေရအောင်မလဲဆိုတဲ့အကြောင်းပေါ့ဂျူဒီကလောင်သွားကိုမြင်ရဲနှစ်လိုက်ပြီးရှင်ရရောဟိုမိမအောင်မရောင်းသေးပဲဘလောက်ကြာကြာအချိန်ဆွဲထားမှလဲမင်းကူဒီအဲ့ဒါကိုညှော်လင့်နေလုံးလားကိုမလုံနိုင်ပါဘူးလို့ပြောထားပြီးပြီပဲအဲ့ဒီတော့ကပြောထားတာကုဒီအတီပေါ့ဟုတ်လားอืมဟုတ်တယ်ကလောင်နံကိုစပွဲပေါ်ပေါက်ထည့်လိုက်သည် ဇပွဲခင်းပေါ်တွင်မှင်နေဆုံးသွားသည်အဲ့ဒီကလေးဝတ်တိချမြင်မှာမွေးမယ်ဆိုရင်ရှင်နဲ့ကျမလုံးဝစကားမပြောတော့အဲ့ဒါလည်းမင်းဘာလို့ကျန်လို့ချင်းကိုလိုက်ရောမယ်ဒါပေမဲ့အင်ဂျယ်လေးကိုတော့ကြုံလေတဲ့ထက်မပေးလိုက်နိုင်ဘူးအဲ့ဒါနောက်ဆုံးပဲဖီလစ်ကဒုရုတော့တော့ပြန်ပြောသည်ဂျူဒစ်လက်သေးနှစ်ဖက်နဲ့နှစ်ထင်ကိုတအားပြထားလိုက်သည်ဖီလစ်ကအန်ကိုတင်းတင်းချိန်ထား၏ဂျူဒစ်ကိုအလျှော့ပေးဖို့ဆုံးဖြတ်ပြီးဖြစ်သည်သူစိတ်ကျဉ်နေမယ်ဆိုရင်ဘာကိုပဲလုပ်ပေးရလုပ်ပေးရသို့တော်ကြုံလေတွေအကြောင်းကြုံတွေထားသည့်ကြုံလောင် ခန်းနေအကြောင်းဂျူဒစ်ထက်ပိုသိနေပြီးခတ်နေခြင်းဖြင့်စိတ်လိုက်မှန်မှပြောနေခြင်းဖြစ်ပြီးရှင်နေရတောင်းဆိုနေခြင်းမဖြစ်ပါစေနဲ့ဟုဖီလစ်ဆုတောင်းမိသည်ခနအကဲခတ်နေလိုက်သည်ဂျူဒစ်ခေါင်းဖော်မလားမခံမရနိုင်အောင်ကြိုက်နေသလိုခေါင်းကိုလက်သီးဆုပ်နှင့်ဖိထားစေနောက်ဆုံးတွင်မှရှိုက်တန်နှောကဂျူဒစ်ကိုနောက်ထပ်မနှိပ်စက်ပါနဲ့တော့အကိုရဲ့အဲ့ဒီကလေးကသားကလေးတွေနေပါဖြူမှာပြီးတော့အကိုနဲ့တူအောင်မှာ လက်မောင်းပေါ်ကိုမျက်နှာမှောက်ချလိုက်တော့တရောင်စစ်တရှောင်းမျက်ရည်တွေစီးကျသွားသည်ကိုမြင်လိုက်ရ၏ဖီလစ်မတက်ထရက်လိုက်သည်တော်ပါတော့ကွာအဲ့အကြောင်းတော်စမ်းပါတော့ဖီလစ်ဆက်ပြီးတီးမခံနိုင်တော့သလိုစကားဖြတ်လိုက်သည်ကလောင်နံကိုဂျူးတဲ့ကောက်ယူပြီးစာအုပ်ထဲတွင်ချက်တိုက်ရေးချနေသည်ပြီးတော့ကလောင်နံကိုလှည့်ပြလိုက်ပြန်သည်ကလထိုင်ကိုဝုန်းငနဲ့နောက်ဆွဲကပဒင်းမောက်တွင်တွားရက်ပြီးအပြင်သို့ငေးကြည့်နေသည်ဖီလစ်ကစပွဲနားတွင်ရက်နေစေ ကို့မြေတွေတအေးကမကြမ်းဆုံးသွားမယ်ဆိုရင်တော့မင်းအခုလိုဖြစ်နေတာကိုကြည့်ပြီးစိတ်ဆင်းရဲရတော့စိတ်ထိခိုက်မှမထင်ဘူးကျွတ်တို့နှစ်ယောက်စလုံးအတွက်ငှက်ညတာတာကြည့်ဖို့လို့ရတယ်။ခုတော့မင်းကတိတ်ပြင်းထန်သွားနေတယ်။အော်အဲ့လိုထင်တယ်လား။ဟုတ်တယ်မင်းကမင်းဘဝကို့ဘဝကလေးတွေဘဝဘဝအလုံးမတော်တဆဖြစ်ရတဲ့ကိစ္စတခုအတွက်နဲ့ဖြည့်ဆည်းဖြစ်နေတယ်။မင်းစလိုက်လို့မစရင်ဒီကိစ္စဒါလောက်မဖြစ်ဘူး။အတိတ်ပဲမရှိဘူး။ ်ဂျူဒစ်ကပဒင်းမောက်ကန့်လန့်ကိုစောင့်ချလိုက်သည်တိတ်ဆိတ်နေသည့်အခန်းထဲတွင်ကျဲလောင်စွာဟိမ့်ထွက်သွားသည်ညနာကိုခတ်ဆောင်ဆောင်ထားပြီးစကားဆက်သည်ရှင်ကျမကိုဘယ်တိနှိမ့်ဆက်ခဲ့လဲဆိုတာရှင်ခုတိမသိဘူးရှင်သိအောင်လဲကျမပြောရမှာမဟုတ်ဘူးညီတော်လေးရန်ပြန်လာတဲ့ဟာရှင်ကျမကိုညာခဲ့တယ်လင်းခဲ့တယ်ရှင်ကျမကိုနမ်းတိုင်းရှင်ရင်ခွင်ထဲမှာကျမအိပ်ပျော်သွားတိုင်းရှင်ရင်ထဲမှာကျမတယောက်တည်းရှိခဲ့တယ်လို့ထင်ပြီးကိုယ့်ကိုယ်ကိုကဘာမှအပျော်ဆုံးမိမလို့အောက်မိခဲ့တာဘာမှမရှိတော့တဲ့ဖြစ်ကိုရှိတယ်လို့ယုံနေတာ ခုဒီကဘာကြီးတဲ့မှာကျမကဘာကိုယုံရတော့မှာလဲဘသူ့ကိုယုံရတော့မလဲခြာကနေလဲပြီးသူ့နဲ့မျက်နှာချင်းဆိုင်လိုက်သည်အဲ့ဒီယုံကြည်မှုပေါ်မှာကျမဘဝကိုတိကျောက်ခဲ့တာခုတော့အားလုံးရှင်းသွားပြီလေကျမရဲ့စိတ်ကွင်းရင်ကဘာအခိုးငွေဖြစ်သွားရင်ရှင်းရောယုံလို့ဒီကောင်ဝင်ထက်ရခဲ့တယ်အချစ်တူအချစ်ရောင်ရောင်ရခဲ့တဲ့ကိုဝင်မဲဆိုပြီးမုန်းတီးလာတယ်အဲ့ဒါကြောင့်တက်ပြစ်ဖို့ကြိုးစားတာတတ်တာမသေးပေမဲ့ဒီကောင်ဝင်ကိုမုန်းတယ်မွေးလာရင်လည်းအဲ့ဒီကလေးကိုမုန်းနေမှာပဲဘာဖြစ်လို့လဲသိလား ူမျက်နှာကိုမြင်လိုက်ရှင့်ရဲ့အချစ်တူတွေအချစ်လိန်တွေရှင့်စကားတွေကိုပြန်ပြီးကြားရောက်နေမှာမဟုတ်လို့ပဲဂျူဒစ်မောသွားသည်မင်းပြောလို့ပြီးပြီလားပြီးပြီဖီလစ်ခြာကနေလှည့်ထွက်သွားသည်ညသာစားချိန်သူပြန်ရောက်မလားဂျူဒစ်ခဏဆောင်နေသည်လာနိုင်သည့်အဆုံးကလေးတွေနဲ့အတူစားလိုက်သည်စားတော့ပြီးတော့ဒေးဗစ်ကိုစားဆက်တင်သည်ဒေးဗစ်ကလေးတီအက်ခရာကိုရောက်နေပြီတီကိုတူပါကိုဟူပေးလိုက်သည်အေးမတီအထိဆလုံးတွေကိုကောင်းကောင်းရစ်တတ်နေပြီ။ ဒေးဗစ်ကိုစာတင်ပြီးတော့ထိုးလက်စာဇာခန်းစည်းကိုအင်္ဂန်ပရင်မောက်တွင်ထိုင်ထိုးနေသည်သူတို့ညီကိုကစားနေသည်ကိုလှမ်းမြင်နေရ၏လုံးဝမပြောတော့ရှင်ထဲတွင်အောက်နေအသက်ရှူလို့လည်းမဝအိမ်နောက်တာဝန်တွေကိုဆက်ရုပ်တရုပ်လို့လှုပ်ရှားထမ်းဆောင်နေ၏ခေါင်းထဲတွင်ဘာမှမရှိတော့သလိုအလွန်တော့ဝင်လှုပ်ရှားခဲ့သည်ခွန်အားတွေကိုထဲမှာစီးထွက်ကုန်သည်အလားသူ့ကိုနားလဲစီဖို့ငရေတမျှပူလောင်သည့်ဘဝပိုင်းကိုပြန်ဖော်ပြရတော့ဝေဒနာဟောင်းကိုအသွင်သစ်ဖြင့်ခံစားရပြန်သည် ုတော့အလုပ်ခုခုတွင်အာယုံဆိုင်ထားလိုက်သည်ဇာတို့ပန်းတို့ကိုလက်နှင့်အပြတ်မခံတော့ဒီလိုအလုပ်ပေးထားလိုက်သည့်အတွက်ကြောင့်အခန်းထဲတွင်ခေါင်းထုံခေါင်းပြန်ရှောက်နေစရာမလိုတော့စီးနှင်ကန်းနှင့်နေထိုင်ခဲ့သည့်မင်းကောင်းကြောက်ဖြစ်ဘဝကိုပြစ်ပယ်ပြီးမိဘအရေးအာဝါတာအောင်မှဒီလိုစီးမဲ့ကမ်းမဲ့အပေါ်ရန်ရွှေမုံကျဲဘဝကိုမမောမိရန်ကောဆိုပြီးကိုယ့်ကိုယ်ဒေါပွားကလက်သေးနှစ်ဖက်ဆုပ်ပြီးခဏခဏစိုင်းထိုးစရာမလိုတော့ဘိုးကောင်တွေအော်တန်းကလေးတွေကစားနေတဲ့အံကိုတစ်ချက်တစ်ချက်သတိထားမိသည်အင်းကြီးမှာတိတ်ဆိတ်ငြိမ်သက်နေ ်အနောက်ဘက်မှခြေတံကြာ၍လက်ကြည့်လိုက်သည်အံ့ဩခြင်းဒေါသဖြစ်ခြင်းတို့နဲ့အတူဝုန်းငနဲ့ထရက်လိုက်သည်ဝင်လာသူကအင်ဂျယ်လေအင်ဂျယ်လေးကတကားကိုအသာလေးပိတ်ပြီးမမလေးနဲ့ခဏလေးစကားပြောချင်လို့ပါဂျူဒီပြန်ထိုင်ကြီးခြေလုံးနဲ့အက်ကိုပေါမော့တင်လျက်ငါကတော့ဘာမှမပြောစီချင်ဘူးအင်ဂျယ်လေဂျူဒီပြန်မနှမ်းနဲ့စားပြောလိုက်သည် မမလေးဘယ်လိုခံစားနေရလဲဆိုတာကျမနားလဲပါတယ်။ကျမမှာပြောစရာလေးရှိနေလို့ပါ။အင်ဂျယ်လေးလေးတန်းကခက်ရေးပဲ။ဒဇုံတစ်ခုကိုဆုံးဖြတ်ချက်ချထားပေါ့။ဒီရဲ့ပိုင်းအတွင်းသူ့ဘိုက်ကတိတိသာသာပေါ်လာသည်။ယူရင်မကြည့်မရအောင်စိတ်ထိန်ထားလိုက်သည်။သွားပါ။နင့်နေရာနင့်ပြန်နေပါ။ယူရင်နှင်းသည်။အင်ဂျယ်လေးကမမက်ရက်ပြီးလက်နှစ်ဖက်ကိုပတ်တာဆက်ထားလိုက်သည်။သွားပါမယ်မမလေး။ခဏလေးပြောပြစီ။ အဲ့လိုဆွတ်ပြောတဲ့အတွက်မမလေးကြိုက်တဲ့အပြစ်ထပ်ပေးပါ။ကျမအတွက်တကောင်းထက်ညစ်မနှက်တော့ပါဘူး။တိထက်ကြည်လေးလည်းပြစ်တာလည်းမရှိတော့ဘူး။ကျမမနှက်ပြန်ကျွန်လေးနဲ့လိုက်သွားတော့မှာပါ။ဘာ?နှက်ပြန်နေသွားတော့မယ်ဟလား။ခုမှရင်ထဲပေါ်သွားသည်။အင်းသူနားလည်သွားပြီပေါ့။အင်ဂျယ်လေးတပြင်းကြီးအတန်ပြင်ဆက်ပြောသည်။ခုလိုဖြစ်ရတာကျမဖြစ်ချင်လို့ဖြစ်ရတာမဟုတ်ပါဘူးမမလေး။ကျမလုံးဝအလိုမတူပါဘူး။ ဒါမဲ့သူ့အကြောင်းမမလေးသိပါတယ်။သူလိုချင်လာပြီဆိုရင်သူ့ကိုဘာနဲ့မှတားလို့မရပါဘူး။ဂျူဒီအော်ထက်လိုက်ခြင်းသည်တိတ်တည်သည်ပေါ့။ကျမပြောချင်တာတခြားမဟုတ်ပါဘူးမမလေး။ကျမနဲ့ရလွဲပြီးတော့အကိုလေးဘယ်သူနဲ့မှမဖြစ်ခဲ့ပါဘူး။ကျမအမှန်တိုင်းပြောတာပါ။ကျမနဲ့တရားကောင်မလေးတွေတစ်ချိန်လုံးပြောနေကြတာပါ။ကိုလေးကမမလေးရလွဲပြီဗမိမအောင်မှရှိတယ်လို့မထင်ဘူးလို့ ကိုလေးနဲ့မမလေးလောက်ချစ်ကြတဲ့သခင်သခင်မမျိုးမတွေ့ဘူးကြောင့်လဲကျမတို့ပြောမဆုံးပါဘူးကလထိုင်နောက်မီကိုလက်တင်ပြီးညနာကိုလက်မောင်းတစ်ဖက်တွင်မှီးတင်လိုက်သည်အင်ဂျယ်လစ်ကိုတော်စီခြင်းပြီသို့တော်ပါအမြပြောမထွက်တော့လေချောင်းထဲတွင်တစ်ဆူနေသည်ဘဝဆိုတာတောက်ဆောင်ညီတဲ့ဖြောင်မျိုးလေတော့မနေဘူးပေါ့မမလေးကျမတို့လူမဲတွေမှလည်းရှိပါတယ်ကျမမှလည်းချစ်သူရှိခဲ့တယ်သူနဲ့ပဲအိမ်အောင်ကြခဲ့တာသူနဲ့မရကလော်ဒီတဲ့ ကျမတို့ရဲ့တခင်ကသူ့လုပ်ငန်းတွေသိပြီးကျွန်တွေရောက်တော့ကျမတို့တပည့်တပြားစီရောင်းခံလိုက်ရတယ်။သူနဲ့ကျမပြန်လဲဆုံတွေ့ဖို့လမ်းလည်းမရှိတော့ပါဘူး။သူကဟိုဘက်ကမစ္စတာဖာဂွန်စီကိုရောင်းခံလိုက်ရတယ်။ဒါမဲ့ကျမစိတ်ထဲမှာသူနဲ့လက်ထပ်ထားတယ်လို့ပဲစိတ်ထဲဆွဲထားတယ်။ကျမရဲ့ကလေးဆုံတော့သူလေကျမအပေါ်မှာသိကျင်လာတာပဲ။ကျမရဲ့တော့ကတွေကိုမမလေးစိတ်ဝင်စားမှာမဟုတ်ပါဘူး။ဒါမဲ့ပြောကျင်နေတာတခြားကြောင့်မဟုတ်ဘူး။မမလေး တယောက်နဲ့တယောက်ဒါလောက်ချစ်ကြပြီးမှခွဲကြရတဲ့ဝေဒနာကိုခံစားဖို့လိုမှမလေးရဲ့ဘလို့အချိန်နေမှာပဲဖြစ်ဖြစ်အကိုလေးကိုခွဲမသွားပါနဲ့နော်ဂျူဒီကောင်းမဖော်နိုင်အောင်ဖြစ်နေသည်စကားပြောလို့လည်းမရတော့အင်ဂျယ်လေးထွက်သွားတဲ့တကားကိုအသာအရာပိတ်သွားတယ်လဲကြားလိုက်ညနာကိုကလထိုင်နာမီနဲ့ဟွက်ထားစေအင်ဂျယ်လေးဤတင်းငင်စွာတရားပြမှုကြောင့်အသားတွေတစ်ဆက်ဆက်တုံလာအောင်စိတ်လှုပ်ရှားနေသည်မတက်ထားရက်လိုက်တော့ခြေလုံးတွေဇာထုပ်ရက်တွေကြမ်းမြင်ပေါ်ကျသွားသည် အိမ်ပြင်သို့ထွက်လာခဲ့၏။မဲနေခင်းတွေ၊စပားခင်းတွေကိုဖြတ်ပြီးညဘက်ကိုလျှောက်လာခဲ့၏။တယောက်တည်းလွတ်လွတ်လပ်လပ်စဉ်းစားလို၏ထွက်လာခဲ့ခြင်းဖြစ်သည်။အိမ်မှာဆိုရင်ကလေးတွေကြောင့်အာယုံပြန့်လွင့်နိုင်သည်။ရေကာရာဘော်ကိုဖြတ်တက်လာခဲ့၏။ညနေခင်းနေသည်တရှိန်ရှိန်ပူနေသည်။ရေကာရာဘော်ရောက်တော့ဖိတ်ဖိတ်တောက်နေသည့် Mrs. B မြည်ရင်ကိုလှမ်းမြင်ရသည်။အင်ဂျယ်လီပြောတာဖြစ်နိုင်မှာမလား။ဆုံးရှုံးသွားပြီထင်သည့်အရာသည်ပြန်ယူလို့သည့်ဆန္ဒရှိလျင်မဆုံးသေးပဲပြန်ရနိုင်မှာမည်လား အပြောချင်လာသောဝတိချမြန်ရာရောလွင်မြင်ကိုလှမ်းမြော်ကြည့်လိုက်မျက်စိတဆုံကျေပြောသည့်စိုက်ခင်များမိမိရှင်သေးများဆက်လက်ပိုင်ဆိုင်ကြမည်ဝတိချမြန်ဖီလီလန်တိဆောက်ခဲ့သည့်ပိုင်စားမြင်အင်ပါရာကြီးမျိုးဆက်သွေးများအတွက်သူပေးခဲ့သည့်အမွေသို့သောမိမိကသူထက်ပုံမူလေးနဲ့သည်အမွေကိုသားသမီးမြင်းမြင့်များအတွက်ပေးခဲ့ခြင်းမျက်မျက်ဖြူစင်သည့်စိတ်တဲ့အမွေမိမိဘက်မှကြံ့ရစ်သည်မှာမျက်မျက်ဖြူစင်ခြင်းကိုချင်းတရားဟု၍ ညူဆွက်သွေးတလျှောက်ခုံယူစီရမည်။ရေကာလာဤချိန်ရင်မှာလေကြီးသုံးစင်းကပ်ပြီးဆုံဆင်းလာသည်။ဒယ်ရိုင်းစိတ်ကန်းသို့ကပ်မည်ပင်ကောလေကြီးများဖြစ်သည်။အလီနွိုင်းမှပင်စီဗေးနီးယားအထိဆွန့်ဆွန့်ဆာဆာဆုံဆင်းလာကြခြင်းဖြစ်ဒယ်ရိုင်းတော်ရိုင်းမြေတွင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသတင်းရသဖြင့်ရေကြီးရာမျက်နှာရာသို့ဆုံဆင်းလာကြသည့်အညာလေတွေဖြစ်သည်။လေသုံးစင်းအနက်တစ်စင်းမှာကျွန်လေကြီးဖြစ်လေဝမ်းနဲ့မဆန်သဖြင့်ကုန်းဘက်ပေါ်တွင်တိရစ္ဆာန်တွေလိုအတုံးယုံတင်လာသည့်လူမဲကျွန်တွေ ခြေထောက်တစ်ဖက်စီတွင်တန်ချီချင်းခက်ပြီးခြေချင်းတစ်ဖက်ကိုတန်ကျိုးပြင်ဆိုင်ထားသည်အများစုကလှေကိုလှော်ခတ်နေကြ၏မျက်နှာပြူတစ်ယောက်ကကြာဖို့ကိုကိုင်းပြီးတွှန်းရွှန်းလိုက်ရိုက်နေသည်ဂျူဒစ်ထိုင်ရာမှခုံထလိုက်စကတ်ကိုမပြီးရေခါရာပေါ်မှတအားပြင်းစင်လာခဲ့သည်ဆိုက်ခင်းတွေမဲနယ်ပအောင်ကြီးတွေကိုဖြတ်ပြီးအိမ်စီတို့တအားတုတ်ချေတင်သည်အလုတ်သမားတွေလည်းအလုတ်သိမ်းပြီးသူတို့တန်းလျာများစီတို့ပြန်နေကြ၏အိမ်ရောက်တော့မောင်စားပြူပြီး ဝတိချမြိုင်တွင်မိတွေထွန်းထားပြီးပြီသူ့ကိုအပြင်ဆောင်ဝရင်တွေ့ရသည်ညက်ပင်ကိုလက်ထဲတွင်ကိုင်းပြီးလေကလေးတွင်ထိုင်နေသည်ဂျူရစ်အနာရောက်လာတော့တစ်ချက်မော်ကြည့်သည်ပြီးတော့ပြန်ငုံပြီးမြက်ပင်ကိုဆွဲဖြတ်နေသည်အဝိမလဲရသည်ကြောင့်ဂျူရစ်သတိထားလိုက်မိကွင်းထဲမှပြန်လာသည့်အဝိစားတိုင်ရှိနေသေးသည်ဒီညကျော်လေးတစင်းဆိုင်မယ်အန်ဂျယ်လီကိုမင်းဖြန်ပို့ဖို့အားလုံးစီစဉ်ပြီးပြီလေကလေးတင်ရက်ပြီးဂျူရစ်တွင်နေသည်မင်းကျေနပ်ပြီမလား ရုတ်တရက်ပြောလို့မထွက်နိုင်အောင်ဖြစ်နေ။ချူရစ်ကိုခွန့်လပ်ပါ။သူ့ကိုရောင်းပြဖို့ပြောခဲ့မိတဲ့အတွက်ပြောရလေ။သူတားဖို့မလိုတော့ဘူး။ဟမ်ချူရစ်ကိုမတားနဲ့ဘသူ့ကိုမှမရောင်းအောင်။ဒါပေမဲ့တခုတော့အကိုလုပ်ပေး။မစ္စတာဖာဂွန်ဆိုတဲ့လူကိုဆောင်ဆဲပြီးသူ့ဆီယာကလော်ဒီဆိုတဲ့ကျွန်တရားကိုရအောင်ဝယ်ခဲ့။ဘလောက်ပေးရပေးရခရုမဆိုင်နဲ့။သူ့ကိုဒီကိုခေါ်လာပေးရမယ်။သူကအင်ဂျယ်လီရဲ့ယောက်ျား။ပြီးတော့သူတို့နှစ်ယောက်ကိုတည်တဲ့အင်္ဂလိပ်တလုံးဆောက်ပေးအင်္ဂလိပ်စီရောမလာစင်းနဲ့သူတို့ကိုမတွေးချင်တော့ အဲ့လိုမရရအောင်အများဆုံးဝယ်ပြီးအင်ဂျယ်လစ်စီပို့ပေးလိုက်ပြောပြီးတော့ဂျူဒစ်မောနေသည်ဖီလစ်မတ်တက်ထရက်သည်အအောင်လွှတ်စွာဖြင့်ဂျူဒစ်ကိုငုံကြည့်သည်အဖောင်ထဲတွင်သူ့မျက်နှာကိုခရီးရီးသာမြင်ရသည်စိတ်လှုပ်ရှားနေပုံရသည်ဖီလစ်ဟင်းချပြီးပြောသည်အော်ကလေးရဲ့မင်းအင်ဂျယ်လစ်ကိုမရဆက်တော်ဘူးပေါ့နော်ဟုတ်တယ်သူ့ယောက်ျားကိုသာရအောင်ဝယ်ပေးပါကော အော်မင်းသဘောတူရင်မြေလံပြီးဘဘေးမှာပေါ့ပြပြောဆိုဆိုဇနီးကလေးကိုလှမ်းဖက်လိုက်ပြီးအကိုဘလောက်စိတ်ဆင်းရဲနေရတယ်ဆိုတာမင်းသိရဲ့လားဟမ်ဂျူးတွေဘာမှပြန်မပြောလေကလေးပေါ်ရင်နှစ်ယောက်သားရှင်ရဲ့နေကြသည်ဖီလေးကဂျူးတွေဤလက်ကိုကင်လျက်အမောင်တို့ဟာတဖြည်းဖြည်းတိတ်သီးလာသည်တာတိုင်းမွေးနှမ်းနဲ့ညစီပဲနဲ့ရောနှောင်းမွေးပြန့်နေသည်ဝတိချပင်ဦးရောမှရင်းညိပင်တွေ တွဲလောင်းကြနေသည်ကိုဂျူးတွေရေးရေးမြင်ရသည်ပိုးစုံညူကလေးတွေကမိတ်တုံမိတ်တုံ သူ့ရင်ခွင်နဲ့ရောက်သွားသည်ကိုသတိထားလိုက်မိ၏ဒီရေခင်ပြီးသွားခြင်းသည်ပြင်မတစ်ခုလုံးခွင်လွှတ်လိုက်ခြင်းဖြစ်ကြောင်းခုမှနားလည်စားပြုသည်အတွေ့အကြုံတွေတပွေ့တပိုက်ကြီးရလိုက်ခြင်းဖြစ်၍ပိုး၏လေးနဲ့လာသည်ဟုခံစားမိ၏သို့တော်မူလအတိုင်းကမဖြစ်နိုင်တော့ပြီဖြစ်နိုင်သည်ဟုသူထင်လျင်လဲထင်ပါစေတော့ပင်မလှပြီကိုကိုကိုဘလောက်ပင်မနေမှမသိတော့အောင်ပင်မနေခြင်းမျိုးရှေးဆရာမြေခရီးကပို၍မလွယ်ကြသတိပြုလိုက်မိလေသည် ။အပြင်နာဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။အပိုင်း၁၆ကိုလည်းဆက်လက်ဆောင်မြော်နားဆင်ပေးပါဦးနော်။